ဟုတ်မင်္ဂလာပါဗျာဒီနေ့မေလ19ရက်နေ့ပေါ့ Bhutan Airlines result Moscow 6 in Ukraine ဘူတန်အနေနဲ့တဲ့ outline ဆိုအဒီကပေါ်ပြတယ် results ဆိုတာသူတို့ဖြစ်ချင်တဲ့အကျိုးရလတ်ပေါ့နော် Moscow 6ဆိုတော့ Moscow ရှာဖွေနေတဲ့ရလတ် results ကိုပေါ်ပြတယ်ရလတ်တွေကိုသူကအဒီကထိုးပြတယ်ဟုတ်ဘာဖြစ်မှန်းသိနေမှာ in Ukraine မှာသူရှာဖွေတဲ့ results ကဘာဖြစ်မှန်းပေါ့နော် Russia wants to ensure its security and create the conditions for long term sustainable peace and the president has said no အားလေးပြပါချင်ပါခင်ဗျအာကျွန်တော်အခုလိုအာရွက်ပြီးပြောနေတာအာတကယ်အင်္ဂလိပ်စာပုံစံမျိုးပြောပြတာဖြစ်ပါတယ်တချို့က bambis um uh star district ငပိအံ accent မျိုးပြောနေတယ်ဆိုတော့ကျွန်တော်လည်းဗျာနည်းနည်းပေါ့နည်းပဲများကြည့်တာပေါ့ Russia wants to ensure the uh, ensure တော့မဟုတ်ဘူးနော်ဒီ ensure to make sure တေချာသူကတေချာစေခြင်းတယ်တဲ့ security သူနိုင်ငံရဲ့လုံခြုံရေးအခါတပြုတ် peace ငြိမ်းချမ်းရေးကိုမလိုချင်ဘူးကြာရေရှည်ခိုင်မြဲမှုအတွက် long term long term long term peace ကိုလိုချင်တာ create ဆိုတာဖြစ်စေခြင်းတယ် the conditions ဆိုတာအချင်းတွေ for long term sustainable peace ဆိုတာရေရှည် long term ဆိုရေရှည်တော်လျရတဲ့ sustainable peace ဆိုတာရှင်တန်နိုင်တဲ့ peace ပေါ့သူလည်းရှင်တန်မယ်ကိုလည်းရှင်တန်မယ်ဒါအတရားမိုက်တယ်နော် ရမ်းမိုက်တယ်အဲ့လိုမျိုးပြောရဲ sustainable ဆိုတာကျွန်တော်တို့တစ်ပင်ခုတ်ပြီးွားလို့ဆိုရင်တစ်ပင်အစားထိုးတဲ့စနစ်မျိုးဖြစ်နေရမှာပေါ့ sustainable ဆိုအဲ့လိုမျိုးပေါ့နော်ခုတ်ပြီးတော့ခါနဲ့အပီးရောင်းစားလိုက်ရ barren ဖြစ်သွားကဒုံဖြစ်သွားတောင်ကဒုံဖြစ်သွားအဲ့လိုမျိုးမလို့ခြင်းအဲ့ peace မျိုးလည်းမလို့ခြင်းပေါ့ဒါပြောရမိုက်တယ်နော် the president ဆိုတာဒီ Russian president ပြောတာ အော်က continuously ဒါဆက်တမ်းမှာပြောတဲ့ဟာလေဒီ photo က credit နော်ကိုယ်ကျွန်တော်ကိုယ်ပိုင်မဟုတ် this not my own နော် continuously russia has both sufficient strength and resources to end the war with ukraine ukraine end the war ဆိုတာဒီ war war ဝါလို့တချို့က war ဆိုတာတန်းတာအဲ့ဒီ ukraine အဲ့ဒီစစ်ကိုအဆုံးသတ်ဖို့သူကရှိတယ်ဆိုတော့လေသူကထုတ်ပေါ်ရထုတ်ပေါ်တဲ့ sufficient strength ဆိုတာလုံလောက်တဲ့ in အားရှိတယ်စင်ရလက်နဲ့ရင်အစသည်ပြီးဒီနောက်ပြီးတော့ result ဆိုရှိရဲ့ manner result ဘာတဘာဝအစသည်ပြီး truck ကုန်နေထုတ်ကုန်နေစသည်ပြီးသူ့မှာရှိတယ်ဒနာအင်အားရှိတယ်ဆိုတော့ဒါတွေနဲ့အဆုံးသတ်နိုင်လက်နဲ့အင်အားရှိတယ်အဆုံးသတ်လို့ရတယ်ဆိုတော့သူတို့ထုတ်ဖို့ပြောတာဒါတစ်ချက်အင်းအဲ့တော့နောက်တစ်ချက်အချိန်လေးကြံသေးတယ်မနေ့ကပေါ်ပြတဲ့တဲ့ထဲမှာ Russia US and Russia announce back to back ဆိုတော့ ဆိုတော့ချက်ချင်း ICBM tax တွေကိုမနေ့ကပြောပြရတယ်ဒီလိုမျိုးကဘာလုံးဆိုင်ရာ tension တွေဖြစ်နေတယ်ဆိုတော့အမေရိကလည်းတခါ pan language နိုင်ငံတွေ Saudi တို့ပေါ့တထိုင်းနိုင်ငံတွေတွားပြီးတော့အင်အားတွေပြတာငါငါမှအင်အားရှိတယ်အဲ့လိုပဲအာတရုတ်ကြီးကလည်းသူကဟိုဘက်က Gaza တို့ပေါ့ Palestine တို့ပေါ့ကူညီပြီးငါမှအင်အားရှိတယ်လို့ပြရခြင်းမှာပဲအိန္ဒိယကလည်း